စကိုင်းတိုင်းကတန်ခရိုင်အင်တော်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်အရှင်ဖမ်းမိပြီး120မမအမြောက်ကြီးတွေကိုပါတွန်လိုင်းတပ်ဖွဲ့တွေက သိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အင်တော်မျိုးကိုမနေ့ကဧပြီ9ရက်နေ့ည9နာရီခန့်မှာတွန်လိုင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်စစ်တုံးပန်းတွေနဲ့လက်နက်ခဲယမ်းတွေပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့လက်နက်ခဲယမ်းတွေပါသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ ညကလေးကတိမ့်နိုင်ခဲ့တာမှန်ပါတယ်။စီရေးဆိုင်ရာဆက်တွေဘာတွေလဲတိမ့်စီရမိတယ်။နနေ့ချတဲ့သူတွေလည်းရှိတယ်။ရန်သူကထွက်ပြေးစရာလမ်းကြောင်းများတော့ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့တွန်လိုင်းရဲ့ဘော့အမျိုးသမီးတူက ARR Times ကိုပြောပါရယ်။စစ်ကောင်စီဟာအင်တော်မျိုးရှိဂျပန်နိုင်ငံကုန်းမှာတက်ဆွဲပြီးနနေ့ရိတ်ခါနဲ့လူဝင်အားကိုလေးချောင်းကနေဖြည့်တင်းပြီးတွန်လိုင်းတပ်ဖွဲ့တွေကိုခုခံနေခဲ့တယ်လို့သိရပါရယ်။ ဒေါ်လိန်ဖူအောင်တပ်ဖွဲ့တွေကပြီးခဲ့တဲ့ဩဂတ်စ်လ16ရက်နေ့ကတည်းကအင်တော်မျိုးကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးစစ်တောင်စီရဲ့တပ်မ89ကဂျပန်နိုင်ငံမူကုန်းမှတက်ဆွဲပြီးခုခံနေခဲ့ခြင်းဖြစ်ပါတယ်။မျိုးသိန်းတိုင်ပွဲမှုရန်သူနဲ့က34လို့ဖြစ်နေတယ်။အပြည့်ရဲ့ကြီးညာရဲဆိုပေမဲ့ရန်သူဘက်ကလက်နက်ကြီးနဲ့ပြစ်တာ drone နဲ့ပြစ်တာမျိုးဆိုတော့ထိတွေ့တိုက်ပွဲကဖြစ်နေတယ်။ရန်သူနဲ့ကထိတွေ့တိုက်ပွဲ ဖြစ်နေတာပေါ့လို့အမျိုးသမီးရဲဘော်ကဆိုပါတယ်။ အင်းတော်မျိုးသိန်းတိုင်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကျောင်းသားတပ်မတော် APSDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတ်တပ်ဖွဲ့တွေနဲ့ကချင်လူလဲ့တပ်မတော် KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။